နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းဟာကောင်စီဝင်အဖွဲ့ဝင်များပြည်တော်စုဝန်ကြီးများကာကွယ်ဦးစီးချုပ်ရုံးမှအစိမ့်မြင့်တက်မတော်အရာရှိကြီးများနဲ့မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်အလဲပိုင်းတိုက်စစ်ဌာနချုပ်တိုင်မှုနဲ့တာဝန်ရှိသူများလိုက်ပါ၍ဧပြီလ15ရက်နေ့မနက်ပိုင်းကမန္တလေးတိုင်းဒေသကြီးကျောက်ဆယ်မြို့အတွင်ငရင်ဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့အခြေအနေများနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကိုတွားရောက်ကြည့်ရှုဆက်စပ်ပါသည်။ ရှေ့ဥစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များဟာကြောက်စဲမျိုးပြည်သူစေရုံတို့ရောက်ရှိပြီးငရေဘေးဒဏ်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူများအားဇေဝကုသမှုဆောင်ရွက်ပေးနေမှုများနဲ့လူနာများအားလိုအပ်တဲ့ကျန်းမာရေးဆောင်ရွက်မှုဆောင်ရွက်ပေးထားမှုများကိုကြည့်ရှုပြီးအပိစကားပြောကြားကထိခိုက်ဒဏ်ရာရရှိသူများအတွက်ထောက်ပံ့ငွေများနဲ့စားတောက်ဖွဲ့ရများပေးအပ်ပါတယ်။ အဲဒီနောက်စေယောကြီးအတွင်ငရေတန်းကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့နေရာများအားလိုင်းလေကြည့်ရှုဆက်စီပြီးအဆောင်များအားဆက်လက်သုံးဆွဲရန်တင့်မတင်စစ်ဆေးဆောင်ရွက်သွားရန်နဲ့စနေတကြဆစ်ဆေးပြီးမှသာသုံးဆွဲရန်တင့်တဲ့အာမခံချက်ရှိတဲ့အဆောင်များကိုသာပြန်လည်ပြုပြင်သုံးဆွဲရန်နဲ့ဝန်ထမ်းများအတွက်လိုအပ်တဲ့ဝန်ထမ်းအင်အားအဆောင်အားပြန်လည်တိစောက်ပေးသွားရန်လမ်းညွှန်မှာကြပါသည်။ အဲ့ဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဖွဲ့ဝင်များဟာနှီးပညာတက္ကသိုလ်ကျောက်ဆယ်တို့ရောက်ရှိရာယာယီရှင်းလင်းဆောင်မှနှီးပညာတက္ကသိုလ်ကျောက်ဆယ်ဒုတိယပါမခချုပ်ဒေါက်တာခင်မောင်ချင်းကငရင်တန်းကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့အဆောင်များနဲ့ပတ်သက်၍ရှင်းလင်းတင်ပြပါရစေ။ အိမ်တော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာငရေတန်းကြောင့်ပြိုကျပျက်စီးသွားတဲ့စာတင်ဆောင်များအာဂစားခံမနေရကြောင်းသားအိမ်ဆောင်နဲ့ဝန်ထမ်းအင်အားများအားတွားရကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများရဲ့တင်ပြချက်များအပေါ်အဆောင်ပျက်စီးများ ရှင်းလင်းဖိတ်ရှား၍အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရှိကြောင်းအမြန်ဆုံးပြန်လည်ဖွင့်နိုင်နိုင်ရေးတို့အားမှတ်ကြပြီးလိုအပ်တာများဖြည့်ဆည်းဆောင်ရွက်ပေးပါရစေ။ အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာကြောင်စဲမျိုးအေးမြကြီးလင်းရက်ကွမ်းမှာငရင်တန်းကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေများကိုကြည့်ရှုဆက်စပ်ပြီးအပြည့်အစုံများအမြတ်ဆုံးရှင်လေးဖေရှားနိုင်ရေးနဲ့ပြည်လဲတီဆောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်တာဝန်ရှိသူများအားလမ်းညွှန်မှာကြပြီးလိုအပ်တာများဖြည့်ဆည်းဆောင်ရွက်ပေးပါရစေ။ အဲ့နောက်ရွှေသားလျောင်းတောင်တော်တို့ရောက်ရှိပြီးငရင်တန်းကြောင့်ထိခိုက်သွားတဲ့ကြောက်တက်တာစီတီရှိနေမှုအားကြည့်ရှုစစ်ဆေးပါရစေ။ အိမ်နောက်ရွှေမုံတော်စီဒီအောင်သွားရောက်ဖူးမြောင်းကြီးညိုပြီးပန်းစီမီရေချမ်းများကလူပူဇော့ကဖရာကြီးရဲ့ကောဘက်ကထံအလှငွေများပေးရလှူရပါတယ်။ အဲနောက်ကြောက်တက်တာစီဒီတရှိနေမှုအားကြည့်ရှုဆစေးပြီးတာဝန်ရှိသူများရဲ့ကြောက်တက်တာစီဒီတရှိနေမှုနဲ့ပတ်သက်တဲ့တင်ပြချက်များအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကကြောက်တက်တာစီဒီနေရအောင်ဒရုန်းနဲ့အသေးစိတ်ရိုက်ကူး၍အချက်လက်ရယူရန်မိုင်းခွဲဖြိုချခြင်းမပြုရန်တောင်းမှရှိတဲ့အများပြည်သူများအနေရကင်းရှိစေရန်အတွက်ကြောက်တက်တာကြီးအောက်ခြေမှနေ၍အရေးသွေးပြည့်မီတဲ့ကွန်ကရစ်များနဲ့အာစီလောင်းပြီးထိမ့်သိမ်းဆောင်ရွက်ရန်နဲ့ကြောက်တုံးတော်ကြီး ီးများအောက်မှာရှိတဲ့ဈေးဆိုင်တန်းများအနည်းငယ်မဖြစ်စေ ဆောင်ရွက်သွားရန်လမ်းညွှန်မှာကြပါရစေ။ အဲ့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာငရင်တန်းကြောင့်ထိခိုက်ပျက်စီးသွားတဲ့ကြောက်တတစီရီရဲ့မှတ်တမ်းတပ်ပုံများနဲ့ရွှေမုံတော်စီတော်မှာရှိတဲ့ငရင်တန်းကြောင့်ထိခိုက်ပျက်စီးတဲ့ဓမ္မရုံအားကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအားအပြည့်အစင်များဖေရှားရှင်းလင်းပြီးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအများဆုံးစနစ်တကျပြန်လည်တည်ဆောက်သွားရန်လမ်းညွှန်မှကြပြီးငရင်တန်းကြောင့်ထိခိုက်သွားပြီးပြန်လည်ပြင်ဆင်ထားတဲ့စင်တုတော်များအားကြည့်ရှုစစ်ဆေးပါရယ်။ အဲဒီနောက်နိုင်ငံတော်စီမံအချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာကြောက်စင်မျိုးစင်မေဘီလက်မြေဆက်ရုံတို့တွားရောက်၍ငရေတန်းကြောင့်ပြိုကျပျက်စီးသွားတဲ့အဆောက်အုံများအားလဲလေကြည့်ရှုစစ်ဆေးကတာဝန်ရှိသူများအားအဆောက်အုံအပြည့်အစုံများအားအပိုင်းလိုက်ခွဲ၍ရှင်လင်းဖေရှားရန်နဲ့ပြည်စေစရာရှိသည့်များအားအရင်ကားထပ်ပုံမှုကောင်းမွန်အောင်အမြန်ဆုံးပြည်စေဆောင်ရွက်သွားရန်နဲ့ဆက်ရုံအမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်သွားရန်လမ်းညွှန်မှာကြပြီးလိုအပ်တာများဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြ No te